အိမ်နောက်တာဝန်နဲ့ပတ်သက်ပြီးစိုးပြေတဲ့စဉ်ပေါ်ပြောဆိုခဲ့တဲ့စကားတစ်ခုကြောင့်အထင်လွဲခံနေရတဲ့ဟေးဝရံရဲ့ညီမအဲလာရွှေစင်အဲလာကဟေးဝရံရဲ့တူရဲတော်ညီမဖြစ်ကအိမ်မှာအငယ်ဆုံးညီမလေးဆိုရင်လည်းမှမပါဘူးတိုင်လုံးရဲ့ဝိုင်းချစ်ခံရတဲ့အဲလာလေးကဟေးဝရံမိမယူမယ်ဆိုတော့ကလက်မခံကျင်ခဲ့ပါဘူးဒါပေမဲ့အခုချိန်မှာတော့ဟေးဝရံကစိုးပြေတဲ့စဉ်နဲ့တရားဝင်လက်ထပ်တော့မှာပါအဲလာတို့ကစိုးပြေတဲ့စဉ်ကိုရောင်းမတော်ရတော့မှာဖြစ်ပါတယ်ရောင်းမတော်ရမယ်စိုးပြေတဲ့စဉ်နဲ့ပတ်သက်ပြီးတော့အဲလာကသူ့စိတ်ထဲရှိတာကိုထုတ်ပြောလာခဲ့ပါတယ် အခုလိုထုတ်ပြောခဲ့တာကြောင့်လေအလားကိုအထင်လွဲခံနေရတာပါဆိုပြည့်တစင်ကဟေးဝင်ရနဲ့ယူတော့မှာဖြစ်တဲ့အတွက်မကြခင်မှာဆွေမျိုးရင်းတော်ရတော့မှာပါကျောင်းမတော်ရမယ်ဆိုပြည့်တစင်နဲ့ပတ်သက်ပြီးလဲအလာကချီးကျူးနေခဲ့တာပါဆိုပြည့်တစင်ကအချက်ပြုတ်လဲတော်တဲ့အတွက်အလာကရောင်းမကောင်းလေးရရဲဆိုပြီးတော့ပြောနေတာပါဆိုပြည့်တစင်ကအလုံးတီးကြတဲ့အတိုင်းအိမ်နာမှုလဲနိုင်နေသူတယောက်ပါဟင်းဆိုလဲကောင်းကောင်းချက်တက်ကမုတ်တွေကအစာလုတ်တက်တာပါအလာကဆိုပြည့်တစင်လုတ်ကြည့်တဲ့မုတ်တွေလဲစားဖို့ပါရင် တကောက်တုံးကဆိုရင်စိုးပြေတစဉ်ချက်ကျွေးတဲ့မုံဟင်းကားကိုစားခဲ့ရတာဖြစ်ပါတယ်။တောင်ကူမုံဟင်းကားကိုစိုးပြေတစဉ်ချက်ကျွေးရဲ့လက်ရာကအရန်ကောင်းတာကြောင့်အဲလာဆိုအရန်ကိုစားကောင်းနေခဲ့တာဖြစ်ပါတယ်။တောင်ကူသူဖြစ်တာမုံဟင်းချက်တဲ့နေရာမှာတော့ရှယ်ပဲလို့ချီးကျူးနေရပါ။စိုးပြတဲ့စဉ်ကအနေထိုင်လဲအေးတဲ့အတွက်ရောင်းမကောင်းလေးလို့ပါအေလာကတော့အပြေဝါကိုရောင်းမတော်ရတာကျင်းနေနေတာဖြစ်ပါတယ် ။နောက်ဆိုရင်လည်းအများကြီးစားရတော့မှာပေါ့ဆိုပြီးပျော်နေတဲ့အယ်လာကြောင့်လူအများကတော့ဝေဖန်စရာဖြစ်နေတာပါ။အယ်လာရဲ့ဇကားတွေအရဆိုးပြေးတဲ့စဉ်ကတော့မကြခင်ခိုင်းစားခံရတော့မယ်လို့ပြောဆိုနေကြတာပါ။အယ်လာကသူကတမင်းငယ်လေးဖြစ်တာမို့ဘာမှမလုပ်တတ်ဘူးဆိုကရောင်မကိုသာခိုင်းစားမဲ့ဇကလုံးတွေပြောနေရလို့ပြောဆိုနေကြတာဖြစ်ပါတယ်။အဲ့ဒီကွက်တီကကြောက်စရာအကောင်းဆုံးပဲဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်။ဆိုပြေးတဲ့စဉ်ကတအိမ်လုံးကိုဟင်းချက်ကျွေးဖို့လာနေရလားလို့ပါပြောဆိုနေကြတာပါ။ ဟေဝရန်တို့မိသားစုကဆိုပြည့်တစဉ်ကိုခိုင်းခြားတော့မှာဆိုပြီးအဲလာရဲ့စကားတွေကြောင့်မှတ်ယူနေကြတာဖြစ်ပါတယ်။အဲလာကရောင်မအပေါ်မကောင်းတဲ့သူဖြစ်သတ်မှတ်ခံနေရတာ ဖြစ်ပါတယ်။လူအများကသတ်မှတ်နေကြတဲ့အပေါ်အဲလာကတော့အထင်လွဲကြောင်းဖြေရှင်းထားပါတယ်။သူ့အနေနဲ့ရောင်မကိုမကောင်းပြောကခိုင်းခြားဖို့လုပ်တာမဟုတ်ဘဲချီးကျူးထားတာဖြစ်ပါတယ်။ဆိုပြည့်တစဉ်ကကောင်းတဲ့သူတယောက်ဖြစ်တဲ့ပြင်ဇနီးကောင်းဖြစ်ကြောင်းချီးကျူးတဲ့စိတ်နဲ့ပြောခဲ့တာပါ။ဒါပေမဲ့လည်းစကားတခုအမှားကြောင့်လူတွေစီကအထင်လဲခံနေရတာဖြစ်ပါတယ်။ ဒါအပြင်ဟင်းဝင်ရကဆိုးပြစ်တစဉ်ကိုလက်ထပ်ခွင့်တောင်းတဲ့အချိန်တုန်းကလည်းအဲလာကသာမကောင်းပြောခံခဲ့ရတာပါဆိုးပြစ်တစဉ်ကိုလက်ထပ်ခွင့်တောင်းဖို့အဲလာက surprise တိုက်ကပြင်ဆင်ခဲ့တာပါဆိုးပြစ်အတွက်ဝတ်စုံကိုဒီဇိုင်းနာရတုစီမှာအပ်ခဲ့ပါတယ်ဒါပေမဲ့လည်းဝတ်စုံကဆိုးပြစ်နဲ့မလိုက်ဖက်ပဲဖြစ်သွားခဲ့ရပါတယ်ဒါကြောင့်မို့လူတွေကဆိုးပြစ်တစဉ်မလှအောင်အဲလာလောက်တာဆိုပြီးတော့ရန်တိုက်ပေးနေကြတာဖြစ်ပါတယ်အဲလာကတော့မကောင်းတဲ့ရောင်းမှလေးဖြစ်စက်တိုက်သက်မှတ်ခံနေရတာဖြစ်ပါတယ် သူ့အနေနဲ့စိုးပြစ်တစဉ်ကိုဝစ်ဆောင်ကလည်းစိုးပြစ်တစဉ်နဲ့ဘလို့မှမလိုက်ဖက်ဘဲကိုဖြစ်နေရပါစိုးပြစ်တစဉ်ကအရက်ပုကခြေထောက်ကြီးတာကိုမဖုံးမဲအကုံပေါ်အောင်လှုပ်ပေးလိုက်တယ်လို့ဖြစ်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့စိုးပြစ်တစဉ်အလားဆုံးဖြစ်ရမယ့်အချိန်မှာအဲလာကတမင်မလောက်အောင်လုပ်နေရလို့အထင်မှားနေကြတာပါအဆိုပါဝစ်ဆောင်နဲ့ပတ်သက်ပြီးတော့အဲလာကအတော်လေးကိုပြောဆိုခံလိုက်ရတာဖြစ်ပါတယ်ဒါကြောင့်မို့လေလူအများကြီးမှပြောစရာတွေဖြစ်သွားခဲ့ရကဂရက်ထားခဲ့ပါတယ် ကရထနာမကြသေးခင်မှာပဲအလာကစိုးပြစ်တဲ့စဉ်ကိုခိုင်းစားဖို့ဆိုပြီးတော့နောက်ကရက်တစ်ခုကပါပြန်ထလိုနေရဖြစ်ပါတယ်။ဟဲဝရန်တို့မိသားစုကတစ်ချိန်လုံးကဝိုင်းစုခိုင်တဲ့ဘောဆက်ဆံပုံတွေကြောင့်မကောင်းတဲ့သူတွေလို့အမြင်မကြီးဖြစ်နေရပါ။တကယ်တော့စိုးပြစ်တဲ့စဉ်ကလက်ထက်ပြီးရင်အလာတို့နဲ့အတူနေမှာမဟုတ်ပါဘူး။ဟဲဝရန်နဲ့တအိမ်ခွဲနေမှာဖြစ်ပါတယ်။ဒါကြောင့်မို့အများပူပန်နေတယ်လို့ပညာပြခံရတာမျိုးလည်းရှိမှာမဟုတ်ပါဘူး။စိုးပြစ်တဲ့စဉ်ရဲ့မိခင်ဖြစ်သူကလည်းခံမဲ့သူမဟုတ်တဲ့အတွက်လုံးဝအနိုင်ကျင့်ခံရမှာမဟုတ်ပါဘူး။ လထပ်ဖို့လုံနေတဲ့အချိန်ထိကိုစိုးပြစ်တစဉ်သွားတဲ့နေရာတိုင်းကိုမိခင်ဖြစ်သူကတကြက်မကွာလိုက်ကစောင့်ရှောက်ပေးနေရဖြစ်ပါတယ်။စိုးပြစ်ရဲ့အိမ်တော်ကြီးမှလည်းမိခင်ဖြစ်သူကဆက်ပြီးဝင်ပါနေဦးမှာဖြစ်ပါတယ်။လူအများကတော့စိုးပြစ်တစဉ်ကသူ့အိမ်မှာမိဘတွေကိုပါခေါ်နေမယ်လို့ထင်နေကြတာဖြစ်ပါတယ်။စိုးပြစ်တစဉ်နဲ့ပတ်သက်ပြီးတော့ဝေဖန်ခံနေရတဲ့အဲလာအပေါ်အမြင်လေးကိုပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။